stock market ယနေ့လိုဈေးကျသွားတယ်ဆိုပါစို့တမနာဒေါ်နန်ထွန့်အမေရိကန်ဆိုရ policy ကြောင့် stock market ကြီးကဘာကြီးရဲ့ globalization ပြက်စီးသွားလို့ stock market မှာဈေးတွေကျသွားရင်တထေးတွေကတော့အဲ့ဒါကိုအကျဈေးကိုဝယ်ပြီးတော့တမနာဒေါ်နန်ထွန့်ပြောသလိုပြန်ပြန်ပြီးရင်းနှီးမြှုပ်နှံချမ်းသာသွားမယ်ဘယ်သူတွေကထိခိုက်သွားမလဲကျွန်တော်တို့လိုတကဘာလုံးမှာရှိတဲ့ပင်စင်ပင်စင်ပတ်စံတွေကိုနိုင်ငံတော်ကရင်းနှီးမြှုပ်နှံနေတဲ့ stock share တွေအားလုံးထိုးကျသွားရင် ကျွန်တော်တို့ပင်စင်ရတဲ့အချိန်မှာရမယ်ကျွန်တော်တို့ပင်စင်ပတ်စံတွေနည်းသွားမှာတို့တို့မဆိုင်ပေဘူးရှင်နေကဘာစီဘွားရေးပြက်ကက်ဖြစ်သွားရင်ဘယ်သူထိခိုက်မယ်လို့ထင်လဲကျွန်တော်တို့လို့အလုံသမားတွေအားလုံးရဲ့ပင်စင်ပတ်စံတွေအားလုံးနည်းသွားမှာအခုဈေးပုံမှန်တက်နေရင်ကျွန်တော်တို့တလားကိုကျွန်တော်ပင်စင်ယူရဲ့အချိန်မှာတလားကိုကျွန်တော်ကတော့တွက်ပြသလိုပေါင်300 200ရမယ့်ပတ်စံတွေတရာပဲရတော့မှာဆိုတော့ဆော့ရှယ်ကကြာသွားပြီကျွန်တော်ရဲ့ ဆိုရှယ်ယာသူတို့စုထားတဲ့ပတ်စံကြာပါတော့အချိုးကြကျွန်တော်လည်းနေသွားရင်ကျွန်တော်ဒီပင်စင်ရတဲ့အချိန်မှာနည်းနည်းပဲထုတ်လို့ရတော့မှာဘယ်သူမှမဆိုင်ပြီဘူးဒီနေ့ globalization မှာကမ္ဘာစီးပွားရေးဈေးကွက်ကိုကစားလိုက်တဲ့လူတွေဟာနိုင်ငံတော်အစိုးရပဲဖြစ်ဖြစ်တထည်တွေပဲဖြစ်ဖြစ်သူတို့ချမ်းသာသွားတာမှန်တယ်ဘယ်သူရဲ့ပတ်စံတွေပါသွားမလဲဒါကဘာအလုံးမှာရှိတဲ့အလုတ်သမားများအားလုံးရင်းနှီးမြှုပ်နှံထားတဲ့အဒီပင်စင်ပတ်စံတွေအားလုံးကိုသူတို့ယူသွားမှာကျွန်တော်တို့ရဲ့ဆင်းရဲတဲ့ ကျွန်တော်တို့ရဲ့စုထားတဲ့ပင်စင်မှာရမယ့်ပတ်စံတွေအားလုံးကိုတို့ကတထေးတွေကအကုန်လုံးဂုတ်သေးစုပ်ပြီးယူသွားပြီးအမျက်ရသွားမယ်တို့ပြောသလိုဂွင်ဖန်းတာပေါ့ဗျာကြစည်းမှဝယ်မယ်လှောင်ထားမယ်ပြန်ရောင်းမယ်တို့မြက်သွားမယ်ဒါမဲ့ဈေးကွက်ပြတ်သွားတာဖြစ်တဲ့တယ်ကျွန်တော်တို့ရဲ့ social media တွေဈေးကွက်ပြတ်လို့ကျသွားတာဖြစ်တဲ့တွေ့ကျွန်တော်တို့ပင်စင်ယူတဲ့အခါမှာရမယ့်ပတ်စံတွေနည်းသွားမယ်အဲ့တော့အခုတိုင်းတာကဘာဈေးကွက်တကယ်ပြတ်သွားတယ်ဆိုရင်ကျွန်တော်ပင်စင်ယူတဲ့အခါမှာရမယ့်တစ်လကိုကျွန်တော်ရဲ့ပုတ်ကလေးကပင်စင်ပေါင်200ဒီ150ပဲရတော့မှာ ပြောချင်တာကစင်းရင်သာဗဇက်တွေကထမင်းလုတ်ကိုလူယူပြီးတထေးတွေချမ်းသာကြတာအဲ့ဒါမျိုးလုံးလုံးမရအောင်ကဘာကြီးက morally နဲ့သမရတွေခေါင်းဆောင်တွေအားလုံးကိုထိန်းချုပ်ထားတာပြောချင်တာကစင်းရတထေးတော်တော်များများသည်စင်းရသာဗဇက်တွေကထမင်းလုတ်ကိုလူယူပြီးချမ်းသာကြတာအဲ့ဒါအရှိတရားပဲဒီမိုကရေစီစနစ်မှာလည်းရှိတယ် ဒါကြောင့် insortion အဲ့ဒီကဘာဈေးကွက်ကြီးမကြရအောင်တဲ့ကဘာကြီးကဥပဒေပေါင်းမြောက်များစွာနဲ့လိုက်တားတာပါဒါမဲ့အဲ့ဒီတားမဲ့ဥပဒေတွေကိုအင်းနိုင်ငံမှာရှိတဲ့တရားရေးဝန်ကြီးဌာနကဂူးမဆိုင်ဘူးတရားမစွဲဘူးမဖမ်းဘူးအပီယန်ကလည်းအလုံးမလုပ်ဘူးဆိုရင်အဲ့ဒါဒီအာဏာရှင်နိုင်ငံလို့ဖြစ်သွားတာပေါ့အဲ့တော့သူတို့လွတ်ရှင်တယ်လို့စားလို့ရပြီအဲ့ဒါကို rule of law လို့ခေါ်တာ ဒီနေ့ globalization ကြောင့်ဒီနေ့ကမ္ဘာ stock market မနေ့ကဆိုလဲ stock market တပတ်ဆက်ဆက်ထိုးကြတာဒီနေ့လဲကြောက်အောင်ပါပဲဒီကမ္ဘာကြီးရဲ့ကုန်သရေးစစ်ပွဲကြောင့်ဘယ်သူတွေအများဆုံးထိမဲ့တင်လဲဒီမိုကရက်တွေပြောနေတဲ့စကားအမှန်လေးပါးတွေပြောနေတဲ့စကားမှန်ကျွန်တော်တို့အလုပ်သမားတွေအားလုံးရဲ့ pension ပတ်စံကို social share တွေဝယ်ထားတဲ့ company တွေစော့ကြရင်ကျွန်တော်တို့ပတ်စံတွေကြားပြီကျွန်တော်တို့ပတ်စံကိုတို့လူယူတော့မှာတကဘာလုံးထိတာနော် ဒါကြောင့်အဲ့ဒီဈေးကွက်ကိုကစားနေတဲ့ညီသူကိုမဆိုတကဘာလုံးကစိတ်ဆိုးနေတာ globalization ကြောင့်ဒါကြောင့်ကျွန်တော်တို့ UK ဝန်ကြီးချုပ်က globalization ကြီးပြီးဆုံးတော့မလားလို့ပြောနေတာထင်ရလို့လို့မျိုးကဘာကြီးကအဲ့လိုပုံစံနဲ့လဲပတ်နေတာပင်းစင်စနစ်ဆိုတာ stock market နဲ့ direct ချိန်ထားတာအဲ့ဒါဒီမိုကရေစီနိုင်ငံများကဖန်တီးထားသောဈေးကွက်ကြီးပဲဒါကြောင့်စစ်ကောင်စီဟာဘတော်မှ ပြည်သူတွေကိုပင်စင်မပေးနိုင်ဘူး။ဘာကြောင့်သူကအဲ့လိုရင်းနှီးမြုံနှံထားတဲ့အချက်လည်းမရှိဘူး။အဲ့လိုရင်းနှီးမြုံနှံရမှန်းလည်းမသိဘူး၊ဂရုလည်းမစိုက်ဘူး။ပတ်စံချမ်းသာတဲ့တထီးတွေမြန်မာနိုင်ငံမှာလို့ပေါ့။ပတ်စံချမ်းသာတဲ့တထီးတွေအိုးပိုင်အိမ်ပိုင်တွေနဲ့ခြံတွေအများကြီးပိုင်နေလုပ်ငန်းတွေအများကြီးပိုင်နေလူတွေကတော့ပင်စင်မျောစရာမလိုဘူးလေ။ကျွန်တော်တို့လိုတာမန်ဝန်ထမ်းတွေကပင်စင်ပြောရတယ်လေ။အဲ့တော့အဲ့ဒီပင်စင်ပတ်စံတွေကိုကျွန်တော်တို့ရဲ့တလားချင်းတလားချင်းကျွန်တော်တို့ပင်စင်အတွက်ခွဲခွဲပေးထားတဲ့ပတ်စံတွေကိုနိုင်ငံတော်ကကဘာပါရှိနေတဲ့ stock market ဥပမာဆိုကျွန်တော်သိသလောက် နော်ဝေးနိုင်ငံရဲ့ရင်းနှံတူးတဲ့ကိစ္စတွေမှာသွားပြီးရင်းနှီးမြှုပ်နှံထားတာတွေအများကြီးပေါ့ဗျာအဲ့လိုသူတို့ဘန်တွေကသိတယ်သူတို့ investment company ကြီးတွေကဘယ်ဘယ်ရင်းနှီးမြှုပ်နှံမှုကအန်ဒီရဲ့နည်းတယ်ပေါ့အရှုံးမရှုံးနိုင်ဘူးဒါပေမဲ့အမျက်နည်းတယ်အဲ့ဒါမျိုးတွေကိုသူတို့အပိုင်သတ်မြှုပ်ထားတာဘာလို့ဒီပင်စင်မဆန်ကအနှစ်340စုပါလေအဲ့တော့ကျွန်တော်တို့ပတ်စံနဲ့နိုင်ငံတော်ကနေပြီးတော့ရင်းနှီးမြှုပ်နှံမှုလုပ်ပေးပြီးကျွန်တော်တို့ပင်စင်ယူတဲ့အချိန်မှာအချိုးကျကျွန်တော်တို့ကိုပြန်ပေးတဲ့စနစ်ကိုပင်စင်စနစ်လို့ခေါ်တာကိုယ်မှအလုံးပလုတ်ထားမယ်နဲ့ဘယ်သူမှ ကိုမဆိုင်ပြထားဘူးဒါကြောင့်အလုံးမလုံးတဲ့လူသည်နိုင်ငံတော်ကဘာပင်စင်မှမပေးဘူးပင်စင်ဆိုတာအလုံးရှင်ကပေးထားတာအဲ့တော့ဆိုရင်မလုပ်ရလေနိုင်ငံတော်ကအဲ့ဒီလူတွေအားလုံးကို benefit ဆိုတဲ့ပုံစံကနေဥပဒေတွေပြဋ္ဌာန်းပြီးစိုက်ပေးရတာအဲ့လိုစိုက်ပေးဖို့တည်းလေနိုင်ငံတော်ကတခြားနည်းနဲ့သူတို့ကိုရင်းနှီးမြှုပ်နှံမှုလုပ်ထားတာအဲ့ဒါကို globalization လို့ခေါ်တာကမ္ဘာ free market လို့ခေါ်တာကမ္ဘာ stock share လို့ခေါ်တာဒါကြောင့်ကမ္ဘာပေါ်မှာပတ်စံတွေလဲပနေတာအဲ့ဒီပင်စင်ပတ်စံတွေ ကျွန်တော်တို့ပတ်စံနေထုံးနေလေကောင်းမယ်အခုကျွန်တော်တို့ကားအမကန်ကုမ္ပဏီတွေအသက်အမကန်ကုမ္ပဏီတွေနော်အဲ့ဒီကုမ္ပဏီတွေကလည်းအဲ့ဒီပုံစံနဲ့ပဲကျွန်တော်တို့ပေးထားတဲ့တလားတွေအခုကျွန်တော်တလားကို9ပေါင်ပေးတယ်10ပေါင်ပေးအဲ့ဒီပတ်စံတွေအားလုံးလည်းတို့လည်းတနည်းအားမှာကနပင်းစင်ဖန်လိုပဲကမ္ဘာ globalization ရဲ့ market ထဲမှာတို့တန်ရင်းနှုံနေတာလားကမ္ဘာလိုပြောရင်တနည်းအားမှာတို့ထည့်ထားတာချဲထိုးသလိုပေါ့ချဲကိုကိုဒီကအာပောက်ဝိုင်းကိုမယောနိုင်မှသူတို့ဒိုင်ကြီးမှသူကတက်ပြန်អော်ထားတယ်အဲ့တဘောပဲအဲ့တော့ तू သူရဲ့ insurance ပေါ့နော် insurance သမားတွေအားလုံးလာစီကြီးပေးတဲ့ပတ်စံကိုအဲ့ဒီကတော့ insurance company ကြကဘာဈေးကွက်မှာတပြန်မြုံနေတာလေဒါမှမီးလောင်တဲ့ခါကျရင်အဲ့ဒီရတဲ့အမျက်နဲ့သူကဒီဘက်မှာပြန်ယောတာဟုတ်ပြီနော်အဲ့တော့မြန်မာနိုင်ငံမှာကအဲ့ဒီအသမအကန်ကဘာ market မှာသွားမရင်းနှီးမမြုံနေထားရင်ဘယ်သူကသူဘယ်လိုလုပ်ပြန်ယောနိုင်မလဲဒါပဲအဲ့တော့ globalization ကကမ္ဘာဈေးကွက်ကအဲ့လောက်အရေးကြီးတယ် ကျွန်တော်တို့လူတူးချင်းတူးချင်းစီရဲ့ပတ်စံတွေအားလုံးကိုရင်းနှီးမြှုပ်နှံထားပြီးအခုကျွန်တော်တို့ပြောတဲ့ social benefit လို့ခေါ်တဲ့လူမှုလုံခြုံရေးပတ်စံတွေကိုအိန္ဒိယနေပြီးအာမဂန်ကုမ္ပဏီတွေအစိုးရရဲ့ဒီပုဂ္ဂလိကပင်စင်ကုမ္ပဏီတွေအစိုးရရဲ့ပင်စင်ကုမ္ပဏီတွေကရင်းနှီးမြှုပ်နှံထားပြီးကျွန်တော်တို့ပတ်စံနဲ့ကျွန်တော်တို့ပြန်ပေးတာအရှုံးပေါ်ပြီးလို့လုပ်မယ်ရှုံးတာပေါ့ဒါကြောင့်တချို့တချို့ insurance ကုမ္ပဏီတွေ bankrupt ဖြစ်သွားတာသူတို့ရင်းနှီးမြှုပ်နှံလာလွဲသွားရင်သူတို့ခံပေါ့ဘွားပြက်ပေါ့ဒီဘွားကြီးဆိုတာအရှုံးနိုင်ရှိတယ်လေ ဒါကြောင့်တချို့အာမခံကုမ္ပဏီတွေအသုံးမချတဲ့လူတွေလက်တက်ဆန်းတဲ့လူတွေမကြွန့်ကျင်တဲ့လူတွေအာမခံပြန်ပြုတ်သွားတာပေါ့ဒါမဲ့ UK နိုင်ငံဒီကဘာပေါ်မှာအာမခံကုမ္ပဏီလှုပ်ရှားတာအနှစ်ပေါင်း900ကျော်ရှိပြီအမေရိကန်မမှီဘူး UK ကို UK ကကုမ္ပဏီတွေကအာမခံနဲ့စားနေတာပြောချင်တာအဲ့ဒါဝန်ဆောင်မှုလုပ်ငန်းတွေသူတို့ညီလွန်ခဲ့တဲ့ဟိုးလွန်ခဲ့တဲ့နှစ်200 300လေးရတယ်အဲ့ဒီအာမခံစနစ်ကိုသူကကောင်းကောင်းကြွန့်ကျင်တယ် အဲ့ဒါကြောင့်တို့တို့ဒီဒါတွေအားလုံးရင်းနှီးမြှုပ်နှံလို့ဒါ right company တို့ဘာလို့ပေါ့ပြောချင်တာအများကြီး investment company ဒါတွေအားလုံးဒီကားထားတာကျွန်တော်ချဲတိုင်သေးသေးလေးတွေကချဲတိုင်ကြီးမှာပြန်ပြန်ပြီးတော့ all ထားတယ်လို့ပေါ့ဥပမာနှစ်သုံးလေးအကွက်ကအရန်ဟော့တယ်ကျွန်တော်ကတရာတိုင်ချဲတိုင်ပြကျွန်တော်မယုံနိုင်ဘူးဆိုရင်နှစ်သုံးလေးဟော့တာကိုကျွန်တော်ကအဲ့ဒီ all တိုင်ကြီးမှာနှစ်သုံးလေးကိုတော့ပြန်200ကိုတော့ညာကားထားလိုက်တယ်တကယ်လို့ကျွန်တော်စီကနှစ်သုံးလေးပေါက်သွားတယ်ဆိုကျွန်တော်ဟိုက200ကိုကျွန်တော် all တိုင်မှာထိုးလာတဲ့အတွက်အဲ့ဒီ all တိုင်ကရတဲ့ပတ်စံကိုဒီဘက် တမားကိုကျွန်တော်ယော်လိုက်မှာပြန်ကြတယ်လို့ခေါ်တယ်အဲ့ဒီသဘောတရားပဲပင်စင်ဒီကိုအသက်အာမခံကြောကပ္ပစီကွက်မှာပြန်ကြထားတာအဲ့ဒါကိုစစ်ကောင်စီမလုပ်စားတတ်ဘူးစစ်ကောင်စီဗန်တိုင်းဝင်ကြီးအဲ့လောက်အောင်နောက်လည်းမရှိဘူးအဲ့လောက်လည်းသူတို့စိတ်လည်းမဝင်စားဘူးအဲ့တော့ဒါတွေအားလုံးဒီဒီနေ့ globalization ကိုဒါကြောင့်တက္ကပါလုံးစိတ်ဆိုးနေတာ အလကားစိတ်ဆိုးနေတာပေါ့အထူးသဖြင့်ဒီမိုကရေစီနိုင်ငံတွေကအကြီးကျယ်စိတ်ဆိုးနေတာအဲ့ဒါကြောင့်သူကပုံကိုရေးအစိတ်ဆိုးတာမဟုတ်ဘူးဒီ globalization ကြောင့်ဒီဈေးကွက်ကြီးကျသွားရင်ဖြစ်လာတော့မယ့် passion ပတ်စံတွေဈေးကျသွားတော့မှာအဲ့ဒါကြောင့်ကျွန်တော်တို့ပတ်စံတွေပါပြီအဲ့ဒါကို globalization လို့ခေါ်တာကမ္ဘာ market လို့ခေါ်တာဒါလေးကိုကျွန်တော်ဒီနေ့ဘူးတုဒအနေနဲ့ရှင်းပြလိုက်တာပါ